ဒီလိုကြောင့်မင်္ဂလာပွဲအတွက်နိုင်ငံသားမှာပတ်စံမဖြုံးမေမွန်ရိုးရာတိုင်းသာကျင်းပခဲ့ကြတဲ့မေပကြီးတို့ဇနီးမောင်နဲ့မေပကြီးကနှစ်ရှည်လာများတွဲလာတဲ့ချစ်သူကောင်းလေးစီကနေလက်ထက်ခွင့်တောင်းခံလိုက်ရတဲ့အတွက်အခုလက်တလုံးမှာလက်ထက်ပွဲအစီအစဉ်လေးနဲ့အလုံးရှုံနေကြတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကချစ်သူကောင်းလေးစီကနေချစ်စရာကောင်းတဲ့ပွဲလေးနဲ့အတူလက်ထက်ခွင့်တောင်းခံခဲ့ရတာဖြစ်ပါတယ်။ဒါအပြင် pre-wedding ဆိုလဲအမိုက်စားပုံတွေနဲ့ခြားပြလာတဲ့အတွက်စိုးပြေးတဲ့ဇင်နဲ့အပြိုင်နောင်လူစိတ်ဝင်စားခံနေရတာဖြစ်ပါတယ်။ ဒါကြောင့်မို့လက်ချက်ပွဲကိုလည်းအခမ်းအနားဆုံးကျင်းပလိမ့်မယ်လို့ထင်ထားခဲ့ကြတာပါတချို့ဆိုနိုင်ငံသားမှသွားကျင်းပမယ်တောင်ထင်ထားခဲ့တာပါဒါပေမဲ့မေပကြီးရဲ့လက်ထက်ပွဲလေးကအယိုးရှင်းဆုံးဖြစ်နေခဲ့တာပါမေပကြီးကသူ့ရဲ့မင်္ဂလာလက်မှတ်ရေးထိုးပွဲလေးကိုတစ်ပင်တွေချာမှကျင်းပခဲ့တာပါသူများတွေလိုအပြင်အဆင်ကိုပန်းတွေနဲ့မြိုင်ဆိုင်အောင်ပြင်ဆင်အောင်မျိုးလည်းမလုပ်ပါဘူး ပန်းတွေကိုခိုးကမြိုင်ဆိုင်အောင်ထိုးလဲအချိန်တစ်ခုကြာရင်ညှိုးသွားမှဖြစ်တာကြောင့်မှဒါကြောင့်မို့ရှင်သန်နေကြတဲ့တိရိပ်ဝါရိပ်တွေအောက်မှာသူ့လက်ထက်ပွဲကိုတဘာဝနဲ့ချက်တူကြအောင်ကျင်းပခဲ့တာဖြစ်ပါတယ်။ဒါအပြင်နောက်တစ်ခုကတော့မေဘကြီးကသူ့မင်္ဂလာပွဲမှာအနောက်တိုင်းဆန်ဆန်ချုပ်ပုံတွေထံမုံရိုးရကိုသာဦးစားပေးခဲ့တာဖြစ်ပါတယ်။မုံရိုးရအတိုင်းဝှေ့ဖို့သာအဓိကဖြစ်တဲ့အတွက်ဦးစားပေးကဝစ်စင်ခဲ့တာဖြစ်ပါတယ်။မုံရိုးရထမင်ကိုဝစ်စင်ပြခဲ့တာဖြစ်ပါတယ်။မုံရိုးရဝစ်စုံကိုတေချာပြင်ဆင်ကအယိုးရှင်းဆုံးသာချုပ်ခဲ့တာပါ။ မော်ရိုးရချမင်းကိုလည်းဒရိုသမီးဝတ်ဆောင်အနေနဲ့တင့်တယ်စွာချုပ်လို့ရတယ်ဆိုတာကိုပြသချင်တာကြောင့်အခုလိုဝစ်ဆင်ခဲ့တာဖြစ်ပါတယ်။ဒါအပြင်မေပကြီးရဲ့အပြင်စင်တွေကအရန်ကိုရိုးရှင်းလွန်တဲ့အတွက်အတော်များများကကြိုက်နေကြတာပါ။အရိုးရှင်းဆုံးဖြစ်ပေမဲ့လည်းပွဲမှာအတင့်တယ်ဆုံးဖြစ်နေလို့ထောက်ပြနေကြတာပါ။ဒါအပြင်မေပကြီးကသူ့မင်္ဂလာပွဲကိုရည်ရွယ်ချက်ကောင်းနေနဲ့ကျင်းပခဲ့တာဖြစ်ပါတယ်။မေပကြီးရဲ့ပွားကမိဘမရှိတော့တဲ့အချိန်မှာခက်ခဲကြမ်းတမ်းတာတွေရှိခဲ့ပါတယ်။မြမလေးကိုသူ့အနေနဲ့အမကြီးအမိယာဆိုသလိုစောင့်ရှောက်နေရတာပါ။ ဈာအပြင်စီးပွားရေးကိစ္စတွေနဲ့လုံးပန်းကပင်ပန်းခဲ့ရတဲ့နေရက်တွေကိုမင်းလာပွဲနေလီကအစဖျက်ကျော်ပြီးတဲ့နေ့လို့တတ်မှတ်ကအေးမြတဲ့တည့်ရိပ်တဝါအောင်မှလက်ထပ်ခဲ့တာဖြစ်ပါတယ်။မေပကြီးကလက်ထပ်တဲ့အချိန်မှာမိခင်ဖြစ်သူကိုလည်းအရန်ကိုတတိယနေခဲ့တာပါ။လက်ထပ်မဲ့ခင်မုန်းကိုလည်းမိခင်နဲ့မိဆက်ပေးပြီးမှလက်ထပ်ခဲ့တာပါ။မိခင်ဖြစ်သူရှိစဉ်ကတည်းကသဘောတူခဲ့တဲ့ခင်မုန်းဖြစ်တာမို့လက်ထပ်ဖြစ်ခဲ့တာဖြစ်ပါတယ်။မေပကြီးကလက်ထပ်မယ်လို့စီစဉ်ကတည်းကမိခင်ဖြစ်သူကိုသာထောက်လျှောက်တတိယနေခဲ့တာပါ။ က်ထက်ခွင့်တောင်းခံရတဲ့အချိန်တုန်းကလည်းမိခင်ကိုတတိယလို့ငိုနေခဲ့တာပါဒါအိုးလက်ထက်ခွင့်ကိုကိုယ်တိုင်စီစဉ်ပြီးငိုနေလို့ဝေဖန်ခံခဲ့ရတာဖြစ်ပါတယ်တကယ်တော့သူ့အတွက်အရေးကြီးတဲ့နေ့မှာမိခင်ကိုအနားမှာရှိစေခြင်းခဲ့တာဖြစ်ပါတယ်မေဝကြီးကမင်းသမီးတယောက်ဖြစ်ပေမဲ့လည်းမင်းလာပွဲမှာကိုရိုးရာကိုမမေ့တဲ့အတွက်အားလုံးကချီးကျူးနေကြတာဖြစ်ပါတယ်။မုံလူမျိုးဖြစ်ကြောင်းကိုနီလန်းမျိုးစုံနဲ့ချပြတယ်လို့တရိုတတင်နဲ့ကိုမုံရိုးရာဝစ်စုံကိုဝစ်စင်ချပြတာကြောင့်လူအများကသဘောကျနေကြတာဖြစ်ပါတယ်။ လက်ထက်တဲ့နေ့မှာမွန်တို့အလေးထားရတဲ့ရိုးရာအတိုင်းတေချာလေးကိုပြင်ဆင်ခဲ့တာပါ။ဒါအပြင် pre-wedding ကိုလည်းမွန်ရိုးရာဝတ်စုံနဲ့ရိုက်ခဲ့သေးတာပါ။မိပကြီးကမွန်လိုမျိုးစစ်စစ်ဖြစ်ကမွန်စကားကိုလည်းတေချာပြောတတ်ပါတယ်။သူ့အကောင့်မှာဆိုအခွင့်အရေးသာတယ်လို့မွန်လိုပြောဆိုနေတတ်တာပါ။ဒါကြောင့်မို့မွန်လိုမျိုးတွေကမိပကြီးကိုအပြေးဝဝန်းရံပေးကြတာဖြစ်ပါတယ်။လက်ထက်ပြီးသွားရင်မိပကြီးကသူ့ရဲ့စီးပွားရေးလုပ်ငန်းအသစ်ကိုခြားပြဖို့လည်းစီစဉ်ထားတာပါ။ လက်ရှိမှာနှက္ခန်းဒီကုမ္ပဏီကိုထောင်ထားတာဖြစ်ပြီးနောက်ထပ်စီးပွားရေးလုပ်ငန်းတစ်ခုကိုပါလုပ်ဖြစ်တော့မှာလို့သိရပါဗျ။မေဗတီကခင်မုန်းတဲ့အတူစီးပွားရေးလုပ်ငန်းတွေအပြိုင်ဆိုင်လုပ်ဖို့စီစဉ်နေတာပါ။ဒါအပြင်ကိုပိုင်ရုပ်ရှင်ထုတ်လုပ်ရေးလည်းထောင်ထားတာဖြစ်ပြီးရုပ်ရှင်ကနှစ်ကားရိုက်ထားပေးပါပြီ။နောက်ထပ်လည်းသူ့ကိုပိုင်ရုပ်ရှင်တွေရိုက်သွားဖို့ရှိပါသေးတယ်။တချို့ကမေဗတီရဲ့ခင်မုန်းကိုခရိုနီတထေးကြီးလို့ထင်ကြပါသေးတယ်။ဒါပေမဲ့မေဗတီကတော့သူ့ခင်မုန်းကခရိုနီတထေးမဟုတ်ကြောင်းကိုရှင်းပြထားပါသေးတယ်။ ခရိုနီတတိမဟုတ်ပဲတာမန်စီးပွားရေးလုပ်ငန်းရှင်အဆင့်သာဖြစ်တယ်လို့အတည်ပြုလာခဲ့တာပါချမ်းသာလို့မဟုတ်ပဲသူ့အပေါ်မှာနားလည်မှုကြီးကအဖေလိုကောင်းပေးလို့လက်ထပ်ဖြစ်တာလို့သိရပါတယ်မေပကြီးကနောက်ထပ်မင်္ဂလာပွဲထက်လို့အုံမလားဆိုတာကိုတော့မသိရသေးပါဘူးမေပကြီးရဲ့မင်္ဂလာပွဲတိုင်းမှာအီချောပိုကလည်းတငယ်ချင်းအရင်းအနေနဲ့ရှိနေပေးတာဖြစ်ပါတယ်ငုံရိုးရနဲ့မေပကြီးရဲ့လက်ထပ်ပွဲလေးကိုသဘောကျလားဆိုတာပြောပြပေးခဲ့ပါအောင်ရှင်ကြည့်ရှုပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ရှင်